ဖះနဲ့တွေ့တယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။အခုဘုန်းကြီးတို့တွေအခုတရားနာနေကြတဲ့တရားနာပရိသတ်တွေဟာတစ်ချိန်တစ်ခါတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကုသိုလ်နဲ့အလံဝေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားပွဲနားတော်လာမှာမဟုတ်ဘူး။ဒါသိချာတယ်နော်။တရားနာဖို့စိတ်ကူးတော်ရမှာမဟုတ်ဘူး။စတေရှူရူဘာလို့ပဲသွားကြမှာ။အဲ့လိုဝါဒနာကူမပါဘူး။ အဲ့လိုကုလဝါသနာပါဖို့ဆိုတဲ့ဒီနှလုံးသွင်းအစ္ဆတရားရရှိလာတာအတိတ်ဘဝနဲ့ဆက်သွယ်လာတယ်လို့ဆိုတယ်ပြီးတော့တရားကိုနာယူနိုင်တဲ့အသိပညာရှိဖို့ဆိုတယ်တာမန်နဲ့မရဘူးတရားပွဲမှာလည်းပဲရည်ကြာရေးပြောပြီးတော့တသောသောကြီးရမှာကျင့်တတ်တဲ့တရားမျိုးပဲသွားမှာပဲနော်အခုလိုတရား6ဆိုတာသူမမနာတရား6ဆိုတာ အာယုဆိုင်ပြီးတော့နားထောင်ရတယ်နားလဲအောင်နားထောင်ရတယ်ရည်စရာလည်းမပါဘူးမောစရာလည်းမပါဘူးပုံဝှထုလည်းမပါဘူးနော်ပုံဝှထုလည်းအမှန်တမ်းနဲပြီသဘာဝတရားတွေကိုပဲပြောတာဆိုတဲ့တရားဝဲကြတော့ရှေးကတရား6လို့ခေါ်တယ်နော်အဲ့တော့ညမပြေမလဲရှေးကတရားတွေဟောကြတယ်ရည်စရာမောစရာပုံတို့ပတ်စဟာသတွေနဲ့ဆိုလို့ရှိရင်တဘာဝတဟဟနဲ့အပြင်းပြေတာပေါ့နော်